Hello everyone. Random talk from Kuskidi ga ni chu chu lai ba de. Di ni ma chano ye parama song bi de ko asa pyu bo. Ning nge ga chao ma lu dai yin ni kha cha de ka bya de ko chao pyo pya taw ma phit ba de. အဲ့ဒီကဗျာကတော့ထိတ်ဆုံးတော့ဆိုတဲ့ကဗျာပါ။ဆံမငွေတားကြီးရဲ့ကဗျာတပိုးဖြစ်ပြီးတော့ခေဆန်းကဗျာခေကိုလိုနီနောက်မိုက်ခင်မှာရေးခဲ့တယ်လို့ခမင်းရပါတယ်။ဒီကဗျာကခေဆက်ဆက်ကြားခဲ့ပြီဆိုပေမဲ့အခုထိဖတ်ရှုသူတိုင်းကိုစစ်ခွန်အားပေးနေတဲ့ကဗျာဖြစ်တာကြောင့် ြောင်းနေရတဲ့မှာအချိန်ကြာမြင့်စွာပါဝင်နေတာလည်းဖြစ်ပါတယ်။ကဗျာကျောင်းလေးဆက်မပြောခင်ကျွန်တော်တို့ရဲ့အချိန်တွေကိုခဏလောက်နောက်ပြန်ရစ်ပြီးမြမကဗျာခေတီတုံးရဲ့အကြောင်းကိုအချင်းချင်းလေးတွေ့ကြည့်လိုက်ရအောင်။ဒီမှာကဗျာတမိုင်းကိုအဓိကအဖြစ်ခကြီးတုံးလေးလို့ပိုင်းခြားသတ်မှတ်လို့ရတယ်ဗျ။နံပါတ်၁အနေနဲ့ရိုးရာဒါမှမဟုတ်ရှေးဟောင်းကဗျာခေ။ဒီခေဟာကလာပိုင်းခြားအဖြစ်ဆိုလို့ရှိရင်အရှိဆုံးလို့ပြောရမယ်။ဘာလို့လဲဆိုတော့ မြမစာပေစတင်ခဲ့တဲ့ပကံခက်ကနေကုံးမောင်ခက်အလွန်သိဆိုပြီးတတ်မှတ်ထားကြလို့ပါ။နေကုံးမောင်ခက်လွန်ဆိုပေမဲ့ကိုလိုနီခက်အထီလို့လည်းပြောလို့ရပြန်ရော။ဘာကြောင့်လဲဆိုရင်နောက်ခက်တစ်ခုဖြစ်တဲ့ခက်ဆန်းကပြားခက်က1930ကိုလိုနီခက်မှာစတင်ခဲ့တာကြောင့်ပါ။ဒါကိုနောက်မှဆက်ပြောပါမယ်။ရှီယောင်ကပြားခက်မှာဆိုရင်ပြုတ်လင်္ကာမဟုတ်ရတုအေဂျင်အိုင်ဂျင်ဒီလိုရေးသားဟန်တွေကပို့ပြီးတော့ခက်စားကြတယ်။ င်းဝါခေကုန်းမောင်ခေစားတဲ့ခေမျိုးမျိုးလိုက် ခေစားတာတော့မတူကြဘူးပေါ့လေမိမကပြားတွေကအင်းဝါခေကနေစားပြီးတော့တကြေပြင်းပြင်းထွန်းသွားလာတယ်အဲ့ဒီခေတွေတုန်းကနာမည်ကြီးတွေဆိုရင်ရှမာရထတာက National ဝင်းကြီးပရိသတ်ရစာအနေနဲ့သူရိယာမက်ကြီးစလီဥပုံညာမဲခွေတို့တို့ရှိတယ်ကုန်းမောင်ခေမင်းတို့မင်းကြီးလက်ထက်တုန်းကဆိုလို့ရှိရင်ချင်းချင်းပြန်ဆိုင်ပြီးတော့သေရောကြတဲ့စာကျိုးဆိုတာလည်းရှိလိုက်သေးတယ် အဲအဲ့ဒီလိုစာချုပ်မှာနာမည်ကြီးတာဆိုရင်တော့ဗမော်ဆရာတော်နဲ့တိလရှင်မေကင်းတို့ကငွေရဆိုလို့ရှိရင်ဗမော်ဆရာတော်စာအုပ်ဖတ်တဲ့အခါတိလရှင်မေကင်းရဲ့ပညာတွေပြိုင်တာတွေကိုဖတ်ပြီးတော့သဘောကျခဲ့ဘူးလေကိုလိုလိုစိတ်ဝင်စားရဆိုရင်တော့အဲ့ဒီကြောင့်တက်တက်ဗီဒီယိုတစ်ခုလုပ်ပေးပါမယ်သိချင်တယ်ဆိုရင်ကောင်းကောင်းမှရေးခဲ့နိုင်ပါလေနောက်နံပါတ်2ကခေတ်ဆန်းကပြခေတ်ဒီခေတ်ကတော့ခေတ်ဆန်းစာပေလှုပ်ရှားမှုနဲ့အတူပေါ်လာတာ င်ကလာအချင်းဆိုရင်1930ဝန်းကျင်ကနေလွတ်လပ်ရေးခေတ်အလွန်1950လောက်ထိပြကိုလိုနီခေတ်မှာအနောက်တိုင်းတွေးခေါ်တွေဝင်လာပြီးနောက်ခေတ်ပညာတဲ့လူငယ်တွေကရှေးရုံးမဆန်တဲ့လွတ်လပ်တဲ့စာတွေရေးကြမယ်ဆိုပြီးစလိုက်ရတာညခေတ်ကိုစမ်းသပ်တဲ့ခေတ်စမ်းစာပေလှုပ်ရှားမှုကြီးဖြစ်လာတယ်အဲအဲ့ဒီကနေပဲခေတ်စမ်းကဗျာခေတ်ဆိုတာစဖြစ်လာတယ်ခေတ်စမ်းကဗျာခေတ်မှာဆရာစောကြီးမင်းသူဝင်ဝိဒာယီဒီကုန်ခင်ခင်လေးမဟာဆွေတို့ကနာမည်ကြီးကြတယ် ်အဲဒီခေတ်မှာတော့ကြပြားလေးကိုစရပီနဲ့နှီးဆက်တဲ့ပုံစံတွေကိုရေးလာတယ်ပိုရိုးရှင်းပြီးလူတိုင်းဖက်ရတာပိုပြီးနားလည်လွယ်လာရဲ့ပေါ့ဒါပေမဲ့ကြပြားပုံစံတွေကရှင်းအောင်ကြပြားပုံစံလေးလုံးဆက်ကိုအခြေခံထားတော့မယ်နောက်နံပါတ်3ခေတ်ပေါ်တော့မဟုတ်မော်ဒန်ကြပြားခေတ်ဒီခေတ်ကတော့ခေတ်စံကြပြားခေတ်အလွန်1950ခုနှစ်နောက်ပိုင်းကနေအခုချိန်ကြီးလို့သတ်မှတ်ကြတယ်1950ခုနှစ်လောက်မှာနောက်တိုင်းခေတ်သက်ဝါလာပြည့်နေလာပြီးတော့ ကာယနေနဘေးစီးချက်တွေမပါဝင်တော့တဲ့ကာယမဲ့ကဗျာတွေကိုစပြီးရေးသားလာတယ်။ကာယနေကို view မဆိုင်ပဲကဗျာဆရာဖီလာလိုရေးရပေါ့လေ။ဒီခေတ်မှာဆိုရင်တကုံတရားမောင်တာနုမောင်ချောနယ်အောင်ချိတ်စတဲ့ကဗျာဆရာတွေကလူငယ်တွေရမ်းကြိုက်တဲ့လူတွေပဲ။အဲ Facebook မှာပေါက်ကရရေးပြီးတော့အောင်ချိတ်လိုတက်ခဲ့ကြတဲ့ချိန်တွေကိုလည်းခုလူတို့သိလိုက်ကြမယ်လို့ထင်ပါတယ်။ကဗျာခီချီတုံးခီရဲ့အချင်းကတော့ဒီလောက်ပါပဲ။ ြောရတာတွေကသူခင်းနဲ့သူခက်စားရတာတွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ရေထိတ်ဆုံးသူကိုပြန်သွားလိုက်အောင်ပါ။ဒီကပြားကခက်စံကပြားခင်းမှာရေးခဲ့တယ်ဆိုတော့ကပြားမျိုးစားကတော့လေးစုပ်ကပြားပဲဗျ။အဲအရင်လောက်မရှုပ်ထွေးတော့ခက်စံလေးကျိုးလို့ခေါ်လို့ရမယ်ထင်ပါတယ်။ကြပြာကိုရေးထားတဲ့အကြောင်းရင်းကတော့ရှင်းတယ်လူတယောက်တောင်တက်နေတယ်တိတ်မြုံလို့ရတောင်ပေါ့လေ တက်နေတဲ့လူကတောင်ထိပ်ပေါ်ရောက်ပြီလို့ထင်တယ်။အဲ့တဲ့မြင့်တဲ့တောင်တွေရှိနေသေးတာကိုမြင်ရတော့စိတ်ပြက်နေပြီ။အားလျှော့ပြီးတော့ရှုံးပေးချင်နေပြီ။ဒါကိုဘေးကတယောက်ကလည်းအားပေးနေတာ။အားမလျှော့ပါနဲ့တနေ့တော့ထိတ်ဆုံးရောက်မှာ။အဲဘောနေပြီဆိုရင်မော်လီဖြေပါအောင်ဒီနှက်လေးတွေတီတီတတာကြီးကြီးကြတန်လေးကိုနားထောင်ဟောဟိုနားကအေးဆက်တဲ့ကံကြီးအေးလေးကိုတောက်ပါအောင်။ခွန်အားနဲ့မွေးပြီးတော့ထက်ကြိုးစားလိုက်စမ်းလားဆိုပြီးပြောနေတာ။ဝိဇာဆိုရင်ပြောပါလေ ရေကိစ္စတော့လက်ခံနိုင်တယ်ဒါပေမဲ့နှက်ကိစ္စတော့လက်ခံနိုင်လောက်ဘူးဗျဟိုမောနေပါလေဆိုမှဘေးနားမှာပီပီကြီးနဲ့နားလာညင်းနေဆိုပြီးဖြတ်ဦးမှာလေအဲဒါကတော့ကြပြာကိုတဲပဲကြည့်တဲ့အခါတွေ့ရတဲ့အကြောင်းအရာပေါ့လေကြပြာတွေကတခါတလေတဲကြည့်ရတာရှိတယ်တခါတလေကြာရင်တော့တင်စားရတဲ့အရာတွေကိုလက်နဲ့ဆိုင်ဆိုင်လိုက်ကြည့်ရတယ်ဗျအဲဒီကြပြာကတော့တေချာတယ်ဆယ်ပတ်ငွေတန်ကြီးရတယ်တင်စားပြီးရေးတာ ဘာကိုတင်စားထားသလဲဆိုရင်ဘဝရဲ့ပန်းတိုင်ကိုခက်ခက်ခဲခဲစူးစမ်းပြီးရှောက်လန်းနေရသူတွေကိုတင်စားထားတာ။ဒါမှမောပန်းနေတဲ့တောင်တသမားကြီးတွေကိုအားပေးနေသလိုပဲပြင်ပဘဝမှာရုန်းကန်လှုပ်ရှားနေရတဲ့လူတွေကိုအားပေးနေတာ။တရောင်ဘော်တရောင်စစ်တောင်အမြင့်ပတ်ချင်ရဲ့တရောင်ဆုံးပြန်တော့တလုံးကြံပြန်ပေးသမို့ဖန်ဖန်လီအားအိမ်နှိုးလို့ရဲ့ကျူးလျှောက်ရပြန်။ ဘဝကြီးရလေဒီကြပြားလေးကတောင်ကြီးလိုပဲကကိုစူးစားပြီဆိုရင်အခက်အခဲပေါင်းစုံနဲ့အဲအာခီလေးပါတွေတွတ်တော့လွင်ပြန်မှာပေါ့လေဘဝကိုအောက်ခြေရစပြီးရုန်းကန်ရတဲ့လူတွေအတွက်ကျတော့အတော်ခက်ခဲတာတဆင့်အောင်မြင်ပြီဆိုရင်လည်းနောက်တဆင့်ကြံသေးပြန်ရောလူဘဝပန်းနိုင်ရေးဆိုတော့လည်းတခုပြီးတာနဲ့မပြီးသေးဘူးတော့နောက်ပိုခက်လာတဲ့အရာကြီးရောက်လာအဲလူတိုင်းကြုံရတဲ့ဘဝနဲ့ရှင်ပြီးပြောရမယ်ဆိုရင်ငယ်တော့အကြောင်းတက်ရတယ်လို့ပေါ့ အစားကတနေ့တစ်ထန်းအောင်ဖို့အရေးကြီးတာဟောနောက်တနေ့တစ်ထန်းအောင်ပြီလို့ဟောဆယ်ထန်းလေးရအောင်ဆယ်ထန်းအောင်ဖို့အရေးကြီးပါဗျာဆယ်ထန်းအောင်လို့ရောတက်ကတော့ကနေဘွဲရဖို့ကတစ်ဖန်အရေးကြီးပြန်လာတယ်ဘွဲရတော့ရောပြီးပြီလားဆိုတော့မပြီးသေးပြန်ဘူးကုမိသားစုကိုအထောက်အကူဖြစ်အောင်စီးပွားရေးဒါမှမဟုတ်အလုပ်တစ်ခုခုရဖို့ကပိုပြီးအရေးကြီးပြန်လာရောဒီလိုနဲ့မပြီးဆုံးနိုင်တဲ့ဘဝပန်းတိုင်းကြီးထက်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 နဲ့ရှိနေရတာပေါ့ အဲဒီလိုခီးကိုဖျက်တမ်းရတာပင်မန်းလို့ကိုကိုကိုစူးစမ်းအားပေးပြီးချက်လန်းနေရတဲ့လူတွေကြည့်ပဲခတ်တလေတကယ်ပန်းတော်ကြောင့်တော်ပါပြီဆမလန်းကျင်ဖို့ရက်တန်းကရက်မယ်ကျန်အမှန်တော့ဖြစ်နိုင်ပါမလားဒီလိုခီးကြီးကိုဖျက်တမ်းနေရင်းနဲ့ပဲကျွန်တော်တို့ရဲ့စမ်းသပ်မှုအများကြီးကိုဖျက်ရသေးတယ်ဗျကျမ်းမာရေးကိစ္စလူမွေးကိစ္စစသဖြင့်ပေါ့လေ ီလိုတွေကြုံရပြီးပင်ပန်းလွန်းလို့အားတင်းကျင်စိတ်တွေပါပျောက်သွားခဲ့တဲ့အခြေအနေလည်းရှိနေမယ်။တချို့တွေကစူးစမ်းမှုတွေအကုန်ရက်ပြီးတော့ဖြစ်ချင်တာဖြစ်ဆိုပြီးတော့ဖြတ်တန်းကြတော့တယ်။တချို့တွေကတော့ဘဝကြီးတစ်ခုလုံးပါအဆုံးသတ်လိုက်ကြတယ်။စခင်မိဟာပေါ့ဒီနေ့မှဆုံးရရောက်ပါလေ။အာရှော့ကစုတ်ချင်သမ်းပါနဲ့။ရွေးချယ်စတင်ခဲ့ပြီးပြီမလို့ အဆုံးထိသွားဖို့ရမကြောက်ပါနဲ့ဒါကသိအရေးကြီးပါတယ်မှန်ကန်တဲ့လမ်းကိုလျှောက်ပြီးကုလိုချင်းတဲ့ပန်းနံကိုဖြည်းဖြည်းနဲ့မှန်မှန်သာသွားပါရောက်ပါလိမ့်မယ်တနေ့မဟုတ်တနေ့တော့တရားပုဂ္ဂိုလ်ရောက်မှာပါစိတ်လွှဲအတာဖြစ်အောင်မာလာငွေကန်ရီအေးရဲ့နဲ့နှစ်တေးကိုအာယုံဆင်လို့ဘုဒ္ဓတွင်အာရင်တက်လိုက်ပါချစ်ပွေလူသားတဘွာလုံးရုံးကန်လာရတာတိတ်ကိုပင်ပန်းလာပြီဆိုရင်ကုလူလူရဲ့အနေနဲ့ နားရပါမယ်။ကိုခန္ဓာကိုအနားပေးရမယ်။စိတ်ဝိညာဉ်ကိုအနားပေးရမယ်။ပြင်ဆင်မှုတွေရုံးခဲ့မှုတွေအပြင်နဲ့ဘဝကိုခဏလေးလွတ်ထားလိုက်ပြီးတော့မိသားစုရဲ့အလှတွေကိုပြီးပတ်ဝင်ခြင်းရဲ့အလှတွေကိုနေထိုင်ရာမြို့ရဲ့အလှပါတွေတဘာဝရဲ့အလှပါတွေကိုခံစားပြီးတော့မောလီဖြည့်လိုက်ပါဦး။ကြီးငယ်တွေတည်ဆောရဲ့သချင်းတယ်လို့မျိုးကိုချစ်ခင်မျက်နှာရသူတွေရဲ့အားပေးစကားတွေပြီးရွာစာစကားတွေ ဒီလိုအရာတွေကိုနားထောင်ရင်းနဲ့အပန်းဖြေလိုက်ပါအောင်ခရီးထွက်ပြီးအပန်းဖြေပါအောင်ဂိမ်းတွေဆော့ပြီးအပန်းဖြေပါအောင်နောက်တော့မှလာခွန်အားတက်တွေမွေးပြီးတော့စိတ်တက်လူတက်နဲ့ကိုယ့်ရဲ့ပန်းနိုင်ကိုတပြန်ပြန်ပြီးရှောင်းလန်းလိုက်ပါတနေ့တလန်ပကံပေရွေ့မလဲဆိုတဲ့စကားအတိုင်းပဲတနေ့တော့ကိုလူတို့လူချင်းနဲ့ပန်းနိုင်ကိုဖြေချပေါ့ရောက်ပါလိမ့်မယ် ဗီဒီယိုအဆုံးထိကြည့်ရှုပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ကုလိုလိုချိန်ခဲ့တဲ့ဆိုရင်လက်မလေးထောင်းရဲနိုင်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေကြည့်ချင်တဲ့ဆိုရင် subscribe လုပ်ခဲ့ပါ။ဗီဒီယိုနဲ့ပတ်သက်ပြီးဝေဖန်ထောက်ပြခြင်းရင်တော့ comment ရေးခဲ့နိုင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။